ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးပြရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်ဝိုင်းနေဓမ္မတိလက်သံဃာကိုကျွန်တော်ဂျော်ဝင်းစော်တော်ကနေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့အော်တိုဝါလာ20ရည်နီမှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့ကျိုင်းတုံမျိုးမှာမောင်ရဲလွင်မုံရွာမျိုးမှာမောင်ဝင်းမင်းတိန်လက်ပရန်းမျိုးမှာမိုင်းနေကြီးလက်ပရန်းမျိုးမှာပဲအင်းတွေမိတ်ကြီးလာမျိုးမှာစောစုအောင်ခန်းကြီးမျိုးမှာစုခဲရန်ကုန်မှာတိတ်တိတ်ထွန်ကြံကင်းစိတ်သာ မတနောဆက်ယုံမကိုဝေမုံတထိုးကြီးမျိုးမဆရာမကြည်ကြည်စံထွန်တဝဲမမောင်ဆိုးနိုင်ညောင်းမြမတက်နှင်းစောပင်လယ်ဘူးမဒီယူတွယ်ညောင်းဝီညွန့်နဲ့သင်္ကန်းကြီးတော်မလှတင်ခေါ်မိုင်မိုင်ဖာမတော့ခင်နှင်းလိုက်ရန်ကုန်အေးစိန်မပပက်ကတွင်မူဦးလိုပဲဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ 20ရင်းနေမှာကြက်ရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနားဆင်အားပေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်အဖာဖရာခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါသေးကြောင်းအဆက်တမတရားမြန်မာဝိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေရင်တိတန်ရှင်စုဖီယာတီဆိုထားတဲ့အနာမှာဆိုတဲ့ဓမ္မတခြင်းကိုတေဆက်ပေးလိုက်ပါတယ်။ ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမအန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍ဤသည့်အရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောစုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုနာတော်ဖြင့်ခွင့်လွတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျား ်အာမင်သခင်ကတော်၌ချစ်လာစွာသောညီအကိုမောင်နှမပေါင်းတို့ဖျားသခင်ရဲ့ဂရုတော်၌ထားတဲ့ယုံကြည်ခြင်း ပိုင်ဆိုင်ထားတဲ့သူတွေဒါမှမဟုတ်ဖျားသခင်၌ယုံကြည်ခြင်းကြီးမားတဲ့သူတွေကျမ်းစာထဲမှာအမြောက်များတွေ့ရတယ်။ အဲ့ဒီထဲမှာအာဗြဟံလည်းတယောက်အပါဝင်ဖြစ်တယ်။မဖြစ်နိုင်တဲ့အခြေအနေတွေမှာထာဝရဘုရားရဲ့ဂရုတော်၌လုံးဝအကျွင်းမဲ့ယုံကြည်ခဲ့တဲ့အာဗြဟံရဲ့အကြောင်းကိုယောမဩဝါဒစာဆောင်၌တန်ဘောလူက ထောက်ပြထားတယ်။အာဗြဟံရဲ့ယုံကြည်ခြင်းဟာ သူ့ရဲ့လုံနိုင်စွာအခြေအနေတွေ ဖျားက သူ့ရဲ့ဂရီတော်ကိုဘလို့ပဲပုံဖြည့်စည်းလိုက်မယ်ဆိုတဲ့နားလည်မှုပေါ်မှာအခြေခံထားခြင်းမဟုတ်ဘူးသူ့ရဲ့ယုံကြည်ခြင်းဟာဖျားသခင်ရဲ့တစ္ဆာရှိမှုပေါ်မှာအခြေခံထားခြင်းဖြစ်တယ်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အချိန်မှာဖျားသခင်က သူ့ရဲ့ဂရီတော်အတိုင်းဖြစ်အောင်လုပ်နိုင်တယ်ဆိုတာသူယုံကြည်ခဲ့တယ် ဒီချင်ဟာယုံကြည်ခြင်းရဲ့အနှစ်သာရဖြစ်တယ်။စစ်မှန်တဲ့ယုံကြည်ခြင်းဟာဘုရားသခင်ကတစုံတစ်ခုကို လုံနိုင်ပါတယ်လို့ထင်တာတဲ့။သူပေးတဲ့ဂရိတိုင်းလုံလိမ့်မယ်လို့တတိကျယုံကြည်တဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်။သို့တော်ထိုကဲ့သို့ယုံကြည်ခြင်းမျိုးဟာပြုလုပ်ခံပတ်စစ်အနေနဲ့ရှိနေတာမဟုတ်ဘူး။ ကိုယ်တိုင်ပါဝင်လှုပ်ဆောင်ရတဲ့အတ္တသဘောဆောင်တဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်။ဆိုလိုတာကဘုရားသခင်ရဲ့တကူတော်နဲ့သူကတိထားတဲ့အတိုင်းလုံးလိမ့်မယ်လို့ဒီတိုင်းပဲပြစ်ထားခြင်းမဟုတ်ပါဘူး။ကိုယ်တိုင်ကိုကြဘုရားသခင်ရဲ့ကတိတော်အတိုင်းဖြစ်လာအောင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။အာဗြဟံကဘုရားရဲ့ကတိတော်တွေကိုပြေဝလာအောင် ထိုင်ဆောင်နေခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့နေရာကိုစွန့်ရေကြည်ရာမျက်နှာရာလှဲ့လဲသွားလာသူ ဖြစ်ရှင်တန်ခဲ့တဲ့သူတူဖြစ်တယ်။ဖျားသခင်တောင်းဆိုလာတဲ့ကသူ့ရဲ့တူဦးရီသောသားကိုပင်ပူဇော်ဖို့ဝင်မလေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါတွေအားလုံးကဖျားရဲ့ဂရီတော်၌ယုံကြည်ပြီးအာဗရာရဲ့ပါဝင်လှုပ်ဆောင်ခြင်းဖြစ်တယ်။တနည်းအားဖြင့်သူ့ရဲ့ active ဖြစ်တဲ့ ယုံကြည်ခြင်းကိုပေါ်ပြနေခြင်းဖြစ်တယ်။သူ့ရဲ့လုံဆောင်ခြင်းနဲ့ဆုံးဖြတ်ချက်များကိုလည်းသူ့ရဲ့ယုံကြည်ခြင်းကနေပြီးတော့ပုံဖော်ပေးတယ်။အာဗြဟံလိုယုံကြည်ခြင်းမျိုးပိုင်ဆိုင်ရင် ထိုသူ့ရဲ့ဘဝဟာပြောင်းလဲသွားလိမ့်မယ်။အတွင်းပြင်ပြောင်းပြန်လှန်လိုက်သလိုကို ပြောင်းလဲသွားမယ်။ဘာလို့လဲဆိုတော့ထိုယုံကြည်ခြင်းဟာကျွန်တော်တို့ရဲ့ အကျင့်စာရိတ္တစိတ်နေသဘောထားလှုပ်ဆောင်မှုနဲ့ဆုံးဖြတ်ချက်များကို ပုံဖော်ပေးလိုဖြစ်တယ်။ဒါပြင်စိတ်ပြည့်ခြင်းများ၌မျောလင့်ခြင်းအားနေခြင်းများ၌ခွန်အားကြောက်ရွံ့ခြင်းများ၌တတ္တိကိုပေးတယ်။စုံစမ်းနှောက်ယှက်ခြင်းကြုံရတဲ့ချိန်၌ဇွဲတတ္တိနဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အချိန်တောင်မှ ဖျားသခင်ရဲ့ဂရီတော်များကိုဆက်လက်အားကိုးနိုင်စေတယ်။အာဗြဟံလိုယုံကြည်ခြင်းပိုင်ဆိုင်ပြီးဆိုရင်ဖျားသခင်နဲ့ယင်းဤနဲ့ပေါင်းဆက်မှုဆက်ဆံရေးရရှိလာမယ်။ထိုရာကဂရီတော်များကိုယုံကြည်ခြင်းတက်တက်မဟုတ်ဘဲနဲ့ထိုဂရီတော်များကို ပေးတဲ့ပုဂ္ဂိုလ်၌ယုံကြည်ခြင်းဖြစ်တယ်။ဖျားကိုယင်းဤစွာသိလာတယ်။ အာကိုမိခိုးလာတယ်သူနဲ့သူဘွားခီးလန်းကိုရှောင်လန်းနိုင်လာတယ်ဒါကြောင့်ဘုရားရဲ့ဂရုတော်များကိုယုံကြည်ခြင်းဟာဘုရားနဲ့မိမိပုံမိုနီးစပ်လာစေတယ်အဲ့ဒီယုံကြည်သူဟာဘုရားရဲ့တည်တည်ခံများ ဖြစ်လာတယ်အာဗြဟံယုံကြည်ခြင်းဟာလူမျိုးတကားတို့အတွက်တည်တည်စံနမူနာဖြစ်တဲ့ကဲ့သို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဖြင့် သက်သေခံကြရမှဖြစ်တယ်။မိမိချစ်ခင်ရတဲ့သူနဲ့တောင်ယုံကြည်ခြင်းတည်ဆောက်ဖို့ကအလွယ်ကူတာမဟုတ်ပါဘူး။မမြင်နိုင်တဲ့ဖခင်နဲ့ကျွန်တော်တို့ကြားမှာအာဗရာဟံရဲ့ယုံကြည်ခြင်းမျိုးတည်ဆောက်ဖို့ကအင်မတန်မှ ခက်ခဲလိမ့်မယ်။ဖခင်ရဲ့ကျေးဇူးတော်လိုအပ်ပါတယ်။ဒုယုံကြည်ခြင်းမျိုးပိုင်ဆိုင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကြိုးစားပြီးဆုတောင်းကြပါစို့။ ဆင်းရဲခြင်းကိုတွေ့ကြုံခံစားနေရသူများ ਨੇ စကားပြောဆိုရမှာအဓိကတတိထားရမည့်အချက်များအပိုင်းတစ်ကိုအရင်တစ်ပတ်ကထုတ်လွှင့်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ဆက်လက်ပြီးအပိုင်းနှစ်ဆင်းရဲမွဲတေမှုကိုကြုံတွေ့နေရသူများ ਨੇ စကားပြောဆိုရတွင်တတိထားရမည့်အချက်များအပိုင်းနှစ်ကိုဝေမျှပေးမှာဖြစ်ပါတယ်စီယံမွေတီမှုကိုကြုံတွေ့နေရသူများနဲ့ကျွန်တော်တို့တွေတွေ့ကြုံဆွေးနွေးကြတဲ့နေရာမှာ သူတို့အတွက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေရန်အတွက် အထူးတတိပြုရမယ့်အချက်ကလေးတွေကိုဝေမျှပေးချင်ပါတယ်။လူတစ်ဖက်သားကို နားထောင်တဲ့နေရာမှာ ကိုယ့်ဘက်ကစိတ်အားထက်သန်စွာနဲ့အပြစ်စီရင်တဲ့ပုံစံမျိုးမဟုတ်ဘဲနားထောင်ပေးရမယ်။နားထောင်တဲ့နေရာမှာဖြတ်တောက်ခြင်းအလျင်စလိုလှုပ်ခြင်းဝင်ရောက်ဆုံးဖြတ်ခြင်းများမပြုဘဲတစ်ဖက်လူဤ ဘဝအခြေအနေကိုအပြည့်အဝနားလည်ရန်ကြိုးစားဖို့လိုအပ်တယ်။တစ်ဖက်လူကိုလည်းပွင့်လင်းစွာဝေမျှပေးရန်အားပေးဖို့လိုအပ်တယ်။သူတို့ရဲ့ခံစားချက်ကို ထောက်ခံပေးသည့်ပုံစံများကိုလည်းဖော်ပြရမယ်။ဒီလိုစကားပြောဆိုတဲ့နေရာမှာမိမိရဲ့ခန္ဓာကိုယ်အနေထားဟာတစ်ဖက်လူကိုလေးစားသမှု ပြုသည့်ပုံစံတို့ပါဝင်ရန်လိုအပ်တယ်။ အဲ့ဒီလိုဆွေးနွေးကြတဲ့နေရာမှာတစ်ဖက်လူကိုမိမိကိုယ်တိုင်မိမိဘဝကိုဥဆောင်နိုင်စွမ်းရှိတယ်မိမိရဲ့စွမ်းဆောင်ရည်ကိုညှင့်တင်နိုင်တဲ့ဆိုတဲ့စိတ်ဓာတ်မျိုးတွေကိုထည့်သွင်းပေးရမယ်ဒီနီလန်းတွေဟာထိရောက်တဲ့ချင်းကပ်မှုမျိုးဖြစ်တယ်ဆင်းရဲခြင်းကိုကြုံတွေ့နေရသူများကို အကူအညီမဲ့သောတားကောင်များဖြစ်ပုံဖော်မဲ့စား မိမိကိုယ်ကိုဥဆောင်နိုင်စွမ်းရှိသူတွေယုံကံနိုင်စွမ်းရှိသူတွေခံနိုင်ရည်ရှိသူတွေအဖြစ်မိမိကိုယ်ကိုမြင်နိုင်အောင်မိမောင်းထိုးပြရမယ်ယိုရှင်သောပရာဟိတလုပ်ငန်းထက်ကြော်လွန်ပြီးဒီနေရာမှာဆိုလိုချင်တာကတွားရောက်ကူညီခြင်းဆိုတာထက်မမျှမတဖြစ်နေသောပဝန်းကျင်တိဆောက်ပုံကိုဂိုင်းတွဲဖြည့်ရှင်းဖို့ရန်အတူတကွဥပပေါင်းလှုပ်ဆောင်သူများအဖြစ် မိမိကိုယ်ရော တပါးသူကိုယ်ရော အလေးထားဖို့လိုအပ်တယ်။တခါတည်းမှာဆင်းရဲမွဲတရားခြင်းသည် စနစ်ပိုင်းဆိုင်ရာ ပြဿနာများဖွဲ့စည်းခြင်းဆိုင်ရာမတရားမှုများနဲ့ဆက်သွယ်နေကြောင်းကိုလည်းကျွန်တော်တို့တွေ့မြင်လာကြမယ်။တခါတည်းမှာစင်ရဲမွဲတေမှုလို့ပြောကြတဲ့အခါပစ္စည်းဥစ္စာမွဲတေမှုတခုတည်းကိုသာ ရှုမြင်တတ်ကြတယ်ကျွန်တော်တို့တွေအများအတွက် ထည့်သွင်းစဉ်းစားရမှာစင်ရဲမွဲတည်မှုကိုပစ္စည်းဥစ္စာမွဲတည်မှုတစ်ခုတည်းမဟုတ်ပဲစိတ်ဓာတ်ရည်ရာအကျင့်ပိုင်းဆိုင်ရာဘာသာရေးတရားအသိဉာဏ်ပညာများမွဲတည်မှုတွေကိုပါမိမောင်းထိုးပြနိုင်သူတွေဖြစ်ရမယ်။ဒီအရာတွေဟာတစ်ခုနဲ့တစ်ခုအားလုံးဆက်ဆက်နေတယ်။ဒါကြောင့်ယိုယွင်းပျက်စီးမှုနဲ့ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာဘာသာတရားကိုကျင့်တရားပိုင်းဆိုင်ရာ တိညာပိုင်းဆိုင်ရာတွေလိုအပ်လာတယ်။ယုံကြည်သူ ခရိယံများအတွက်ကတော့ပြန်လဲထူထောင်ရေးဘဝပြန်လဲမြင့်တင်ရေးတွေလုပ်တဲ့နေရာမှာဘုရားသခင်နဲ့ဆက်ဆံရေးအခြားသူများနဲ့ဆက်ဆံရေးမိမိဘဝကိုတည်ဆောက်ခြင်းဘဝဖန်တီးခြင်းများကိုသိရှိနားလည်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့တွေတခြားသူတွေနဲ့အထူးသဖြင့်နေကြသူတွေဆင်းရဲခြင်းကိုကြုံတွေ့ခံစားနေရသူတွေနဲ့ ပြောဆိုဆက်ဆံပြုမှုလုပ်ကံရမှာတဖက်လူကိုမထိခိုက်စေဘဲအမှန်တကယ်ကူညီသောစိတ်နေစိတ်ထားနဲ့အပြုမှုများပေါ်လွင်ရမှာဖြစ်တယ်။ဒါကြောင့်မို့လဲကက်သလစ်လူမှုရေးရာတင်ကြားမှုကက်သလစ်ဆိုရှယ်တီချင်းနေရာမှာဖြစ်သောစင်ရသားများအတွက်ဦးစားပေးရွေးချယ်ခွင့် preferential option for the poor ဒီအချက်ကစင်ရသားများ ဆင်းရဲခြင်းကိုတွေးကြုံနေရသူများ၏လိုအပ်ချက်များကိုဦးစားပေးရန်အတွက် ကိုခြင်းတရားဆိုင်ရာမဖြစ်မနေလိုအပ်ချက်ကိုပဝင်းခြင်းကိုတိဆောက်ပေးခြင်းဖြစ်တယ်သူသဖြင့်လူတိုင်းတွေးကြုံရတဲ့တူးကိုတူးကြုံတွေးကြည့်တွေးဆက်ဆံကြရတဲ့အခါမှာလေးစားမှုဂိယုဏနဲ့တရားမျှတမှုကို အတိကထားဖို့ Catholic Social Teaching ကကျွန်တော်တို့ကို တိုက်တွန်းနေခြင်းဖြစ်ပါတယ် နေ့အတွက်သတင်းကဏ္ဍမှာတော့ဝိုယမ်မင်းကြီးလေးကို34တိုင်းရင်းသားလူမျိုးများကွန်ရက်နဲ့အိန္ဒိယဓမ္မပညာရှင်များကွန်ရက်ထံသို့သဝင်လွှာပေးပို့ခြင်းအကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဝိုယမ်မင်းကြီးလေးကို34ဒီမျိုးလင်းချင်းဤဂျူဘလီနှစ်ကိုကျင်းပနေသောတိုင်းရင်းသားလူမျိုးများကွန်ရက်နဲ့အိန္ဒိယဓမ္မပညာရှင်များကွန်ရက်ထံသို့အဝင်လွှာတစ်စောင်ပေးပို့ခဲ့ပါသည်။အော်တိုဘလတ်6ရက်ကြာသာပရင်းနေတွင်ထုတ်ပြန်ခဲ့သောအဆိုပါစာတွင်ပုံရံမင်းကြီး Francis E. ဆန္ဒကိုလည်းပြန်ပြောင်းပြောပြခဲ့ပါသည်။ယမင်းဖရန်စစ်သည်ဂျူဘလီပွဲတော်များကိုစီစဉ်ရာတွင် အသင်းတော်၏ဘက်ဆောင်ပြေဝမှု ခရိယန်သက်တာမွေးမြူမှု အသက်အရွယ်နှင့်ဘဝခြင်နှင့်များစွာတွင်ထင်ရှားသော အသင်းတော်၏ဘက်ဆောင်ပြေဝမှုကိုမိမောင်းထိုးပြခဲ့ပါသည်။၎င်းတို့တွင်မိသားစုများကလေးများဆယ်ကျော်သက်များလူငယ်များတကြီးရွယ်များဖုန်းတော်ကြီးများလူဝတ်ကြောင်များအသင်းတော်နှင့်လူမျိုးတိုင်းဝိုင်းရှိအစီခံသူများအားလုံးပါဝင်ပါသည်။ ကျွန်ုပ်တို့ဒီတန်ရှင်းသောတကားကိုဝင်ရောက်ဖြတ်ကျော်ကြသည့်အခါလှပသောဖျားယောင်းတဲ့သို့ဝင်ရောက်ချင်းတင်ကေတပြသည့်အမှုရာတစ်ခုကိုပြုလုပ်ချင်းထက်ကျွန်ုပ်တို့အမှန်တကယ်ရှာဖွေနေသည်မှာဘုရားသခင်၏ချစ်ချင်းမြတ်တာမူလရင်းမြစ်ဖြစ်သောကားစဉ်တင်ခံရသည့်သခင်ခရစ်တော်၏ပွင့်နေသောနာမည်တော်ရဲ့သို့ယုံကြည်ခြင်းအဖြစ်ဝင်ရောက်ချင်းဖြစ်သည်ဟုရှင်းပြခဲ့ပါသည် ဤယုံကြည်ခြင်း၌ပင်ကျွန်ုပ်တို့သည်ညီကိုများဖြစ်ကြသည်တဆူဒီ၌တလုံးတော်ဝါဤဖြစ်ကြသည်ကျွန်ုပ်တို့၏အပင်မခံမှုများနှင့်ဆင်းရဲဒုက္ခများရှိလင်ကစားတန်ရှင်းသောနှစ် Holy Year ဤတောင်းဆိုသောမျှော်လင့်ခြင်းအနာဂတ်ကိုယဉ်ဆိုင်ရန်အတွက်ကျွန်ုပ်တို့၏တမိုင်းကြောင်းနှင့်လက်ရှိအခြေအနေကိုတမန်တော်၌ပြန်လည်ဆန်းစစ်ကြဖို့လိုသည်ကျွန်ုပ်တို့၏ဌာနေတိုင်းရင်းသားလူမျိုးများကြုံတွေ့နေရသည့်နှစ်ရှည်လာမြတ်ဧဝံဂေလိတရားပြန်ပွားရေးတမိုင်းသည် အလင်းရောင်နှင့်အရင်မဲများနှစ်ခုစလုံးပြည့်နှက်နေသည်ကိုလည်းအတိအမှတ်ပြုရမည်။ဆင်အဂစတင်ကို ကိုးကား၍ယဟမင်းကြီးကဧဝံဂေလိသတင်းကောင်ပို့ဆောင်သူများသည့်၎င်းတို့၏သတင်းစကားနှင့်မကြာခဏမကိုက်ညီခဲ့တော်လဲဘုရားသခင်ကိုယ်တိုင်ကပင်ကျေးဇူးတော်ကိုပြုလုပ်ပေးသည်ဟုအလေးထားပြောကြားခဲ့သည်။ထို့ကြောင့်ဤဂျူဘလီနှစ်သည်မိမိတို့၏ညီကိုမောင်နှမများကိုစိတ်နှလုံးထဲမှခွင့်လွှတ်ရန်မိမိသမိုင်းကြောင်းနှင့်ပြန်လည်တင့်မြတ်ရန် ဘုရားသခင်ဂိူနာတော်အတွက်ကျေးဇူးတင်ရန်တင့်လျော်သောအချိန်ဖြစ်သည်ဘုရားသခင် တကူတော်ကိုယုံကြည်စွာအနံ့မှသာလျှင်ဘုရားသခင် လူမျိုးဖြစ်အမှန်တကယ်ဖြစ်လာနိုင်သည်ဟုလည်းလေထားပြောကြားခဲ့ပါသည်သခင်ဘုရားသည်နှုတ်ကပတ်တော်မျိုးစေ့ကိုယဉ်ကျေးမှုအလုံး၌စိုက်ပျိုးခဲ့သည် ထိုမျိုးစေ့ကို နီလန်းသည်များဖြင့်ပွင့်လန်းစေရမည်ဟုယဟမင်းကြီးဂျွန်ပေါ်တူ၏စကားကိုလည်းကိုးကားခဲ့ပါသည် ဧဝံဂေလိတရားတော်ဤတကူသည်နေရာတိုင်း၌ပြောင်းလဲစီပြီးပြန်လည်မွေးဖွားစီသည်၎င်းသည်ယဉ်ကျေးမှုတစ်ခုတည်းသို့ထိုးဖောက်ဝင်ရောက်သောအခါဧဝံဂေလိတရားသည်ယဉ်ကျေးမှုများနှင့်ထိတွေ့သည်နှင့်အမျှပြောင်းလဲရမည်ဆိုပါကခရိယန်ဓမ္မပညာကိုသင်ကြားပို့ချခြင်းသည်မဖြစ်နိုင်ပါတွေ့ဆုံဆွေးနွေးမှုနှင့်တွေ့ဆုံခြင်းတို့ကခရစ်တော်ကလူမျိုးအလုံးကိုပေးဆောင်သောကြွယ်ဝသောအသက်တာကိုရှာဖွေနိုင်စေသည်ဟု ။အိုရမင်းကြီးကဆက်လက်ပြောကြခဲ့ပါသည်။ကျွန်ုပ်တို့အသက်တာကြွယ်ဝစွာရရှိနိုင်ရန်အတွက်သူဤသွေးတော်တစ်ဆက်မြမကြံစွန့်လွတ်ခဲ့သော ခရစ်တော်ဤယေရှုတော်တွင်၎င်းထင်ရှားသည်ဟုလည်းမှတ်ချက်ပြုခဲ့သည်။ယမင်းကြီးလီယို၁၄ကတိုင်းရင်းသားလူမျိုးအတိုင်းဝိုင်းများနှင့်အိန္ဒိယဓမ္မပညာရှင်တို့၏အသင်းတော်ဆိုင်ရာစင်ကျင်သုံးသပ်မှုပံပိုးမှုအတွက်ယေရှုတင်ကြောင်းဖော်ပြခဲ့ပြီး၎င်းတို့၏ကမ္ဘာအမြင်သည်ဖန်ဆင်းရှင်နှင့်ဖန်ဆင်းကများ ပေါင်းစည်းလိုသောလေးနှစ်သည့်ဆန္ဒနှင့်ပဲ့တင်ထနေသည်၎င်းကိုအသင်းတော်ကစင်ញញံဖြင့်ပွေဖက်ပြီးလိုက်ပါသွားရမည်တည်င်းစကားပင်ဖြစ်သည်ဏိဂုံးချုပ်မပြောမီယမ်းမင်းကြီးကပေါ်ဖရန်စစ်ချစ်ခင်မြတ်နုကဲ့သို့ဝါဟာရတစ်ခုကိုလည်းထုတ်ဖော်ခဲ့ပါသည်ပါရီရှားဖြစ်ပြီးကြောက်ရွံ့ခြင်းမရှိဘဲစိတ်နှလုံးလှုပ်လှဆွာဖြင့်ဧဝံဂေလိတရားကိုကြွေးကြော်ရန်အတွက် ကျွန်ုပ်တို့မိမိခြင်းလျာဘဝမှယုံထွက်မှုပင်ဖြစ်သည်။သင်တော်သည်ထာဝရဘုရားသခင်ကျွန်ုပ်တို့ကိုကိုယ်တော်ကိုဝမ်းမြောက်စွာချီးမွမ်းပါ၏။ကိုရောထံသို့ကျွန်ုပ်တို့၏ချီးမွမ်းခြင်းရောက်ပါစေဟု လူတိုင်းကြွေးကြော်သောတန်ပြန်တည်ဆုံမှု၌ထူးခြားသောတန်များဖြင့်ကြွယ်ဝပြည့်စုံလာသည်ဟုလည်းထပ်လောင်းထည့်သွင်းပြောကြခဲ့ပါသည်။ဤသွင်လွာသည့်သာသနာပြုတာဝန်ကိုပြန်လည်တည်သွင်းရန်တောင်းဆိုမှုဖြင့်ဤကုန်းချုပ်ထားပါသည်။ ရင်တောင်းဆိုမှုကတွား၍လူမျိုးတကားတို့ကိုငါဤနောက်လိုက်တပည့်ဖြစ်စေလျက်ဘုရားသခင်နှလုံးသားနှင့် တွေ့ဆုံခြင်းမှ ပေါက်ဖွားလာသောပျော်ရွှင်မှုကို ဖြန့်ဝေပါဟုဤကုန်းချုပ်ထားပါသည်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြပါသည်။ ဩဒရှင်ပေါင်းဘုရားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။